အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion League တက်တဲ့အားလုံးပဲမင်္ဂလာပါဒါအခုအင်ဂါနေ့မှာကန်တဲ့ Champion League Champion League ကတော့ကျွန်တော်တို့ပေးတက်တွေကိုအမြဲတမ်း entertainment ပေးတဲ့ပွဲဖြစ်ဆက်ပြီးရှိနေစေဖြစ်ပြီးတော့ ဒါကိုမတွင်းနိုင်တဲ့ပွဲတပွဲပဲရှိပြီးတော့အပြန်လန်အတွင်းကိုတွေလည်းအများကြီးရှိခဲ့တယ်တော့အစိုးပိုင်းတွေကလုံးဝနိုင်ပွဲပျောက်နေတဲ့နှစ်သိန်းတွေက IS နဲ့ Benfica မှာ Jose Mourinho သူကိုင်တဲ့၃ပွဲဆက်တိုက်ရှုံးပြီးတော့မှအဝေးခွင်မှာသူ့လိုပဲဆက်တိုက်ရှုံးထားတဲ့ IS ကိုဘန်ဖီကာကနှစ်ကိုးပြတ်နေနိုင်ပြီးတော့သူတို့အတွက်ပထမဆုံးနိုင်ပွဲရယူသွားပြီးတော့ဒါဘန်ဖီကာနိုင်ပွဲရတယ်ဒီနေရာမှာချေမှန်နေတဲ့ဂါလာတဆာရီကမထင်မှတ်ပဲအစ္စတန်ဘူအင်ကွေးမှာဒါဘလိုပြောမလဲဦးနီယန်စိတ်ကိုရှုံးသွားတယ် အဲကြောင့်ဂလာစာရီကဒီအုပ်စုမှာသူတို့ရလက်တွေကောင်းပြီးတော့ကိုမတ်ရထားတာကနေဆနမတ်ဆိုနောက်ဆင့်တက်မဲ့အခွင့်အရေးကနေသူတို့ရှုံးပွဲတွေ့ပြီးတော့ Union စင်ကသုံးမတ်ရတယ်ဆိုတော့ကျွန်တော်တို့ဒပြိုင်နက်ကန်နဲ့ည၈နာရီနနက်၂နာရီခွဲမှာကန်တဲ့ပွဲမှာဘူဒိုကလင်းနဲ့ဂျူဗန်တက်ဗီလာရီယယ်နဲ့ဒါဘရီရှာဒေါ်မန်ချယ်ဆီဘာဆိုနာမန်စီးတီးလီဗာပူးစင်မာဆေးနျူကာဆယ်နာပိုလီကာရပတ်နဲ့ဆလာဗီယာပရာဟာနဲ့အက်သလက်တစ်ကလပ် ဘာစလိုနာအသင်းကတော့ဒါဘယ်လိုပြောမလဲဒီဒီပွဲမှာချက်စီသင်းကို10ယောက်10ယောက်17ယောက်10ယောက်မာယော17ယောက်17ယောက်မာလုံးဝမရှင်နိုင်ခဲ့ဘူးမိပြဟန်စီဖလီရဲ့ tactic ကိုအန်ဇိုမာရီကာကစပေါ့အွန်လုတ်ခဲ့နိုင်လို့ချက်စီကဘာစလိုနာဟိုင်လန်ကို EECC ကောင်းဆုံးအသုံးချပြီးတော့နိုင်ပွဲရယူသွားတယ်ဒီကြားထဲမှာဘာစလိုနာအသင်းကောင်းဆောင်ရိုနယ်အူဟူရဲ့ မပါနဲ့တဲ့အခြေအနေတွေကဒါနှစ်ဝါတနီထုတ်ပေးခံရတယ်ချက်စီတိုက်စစ်ကဒီနေ့ဟိုတနေ့ကအပြောင်းလဲနဲ့အနာပေးထားတဲ့ထဲကနေသူတို့ကနက်တိုရဲ့ဖနန်ဒက်စ်ရဲ့ပြီးတော့မှဂါနာချိုရဲ့အက်စတာဗေကိုထားပြီးတော့တကက်ဖေးစီသားမတွေကြီးပဲတိုက်စစ်မှာထားတယ်လီဒီလက်လည်းမတုံးဘူးဆိုတော့ဒါကဒီချက်စီအသင်းတွက်ဒီနေ့ဒါပန်ကန်နဲ့ဆုံးဖြတ်ချက်လို့ပြောလို့ရတယ်အချက်ပဲဘာလို့ဆိုဘာဆိုနာရဲ့ highlight ကိုဖြတ်ဖို့ကဖေးစီသားမပဲလိုတယ် ဘာမှထူးခြားမလို့ဘူး။ကွင်းလယ်မှာ reach chain နဲ့ kai sin လို့တွဲပြီးတော့ malukusu ကိုညာမှာထား fofana နဲ့ chaloba တွဲပြီးဟိုဘက်က marco grela ကယမားကိုထိမ့်ပို့ထားတယ်။ barcelona ကတော့ lewandowski ရဲ့ fran ရဲ့ famin lopez နဲ့ယမားထားပြီးတော့ကွင်းလယ်က casado eric garcia ကို frankie diao နဲ့တွဲတယ်။ကျွန်တော်ကအမှန်တကယ်ပြောရရင် eric garcia ကိုနောက်ချပြီးတော့ဒါ casado နဲ့တွဲပယ်လို့ထင်ထားတာ။ဒါပေမဲ့ barcelona ကွင်းလယ်မရှင်နိုင်ဘူး။ဘာလို့ဆို chelsea ကွင်းလယ်က ခိုင်စီရိုရဲ့အန်ဇူရဲ့တော်တော်လေးခြူရီချင်းရဲ့တော်တော်လေးအလုံနိုင်ဆိုချဲစီကဘာဆိုနာဟိုက်လန်ကိုအချိန်ချင်းဖောက်ဖျက်သွားခဲ့တယ်။ဒါပထမပိုင်းမှာဂျူးစ်ကွန်တေအုံကိုပေးရလို့ဘာဆိုနာဥဆောင်ကိုပေးရပြီးချဲစီဥဆောင်ကိုရတယ်။ဒီနှစ်သင်းဟာအမြဲတမ်းချန်ပီယံလိရီဆက်ဒီပြီးခဲ့တဲ့ချဲစီချန်ပီယံဖြစ်တဲ့တချို့ရဲ့ဘာဆိုနာချန်ပီယံတချို့မှာခဏခဏတွေးကြတာဖြစ်ပြီးတော့မှ2018-19မှာနောက်ဆုံးတွေးခဲ့တယ်။အဲတုန်းကတော့စတန်ဖို့ဘစ်မှာဝမ်ဝမ်ပေးကြခဲ့တယ်။ဒီပွဲကစတန်ဖို့ဘစ်ကဘာဆိုနာအတွက်အမြဲခက်ခဲတဲ့ကွင်းဖြစ်ပြီးတော့ဒါဒီနှစ် ပွဲမှာခွန်တီအုံကိုဖြစ်နေတာကနေဒါပထမပိုင်း30နှစ်မှာအဘူကတဝါနောက်ပထမပိုင်းပြီးကနေမှာနောက်ထပ်တဝါထီတော့10ယောက်17ယောက်ကစားရတယ်အဲ့ကလေးကဘာဆိုနာကလုံးဝကိုမရှင်းနိုင်တော့ပထမပိုင်းနဲ့ကဘာဆိုနာရဲ့ကွင်းလေကိုချက်စီကထိန်းချုပ်ထားတယ်အဲ့ထဲဟိုမှာရမားကိုမခုခရလာကအကောင်းဆုံးထိမ့်ချုပ်တဲ့အခါမှာယမတောင်တောင်ချက်ကိုမရဘူးအဲ့မှာဒုတိယပိုင်းမှာချက်စီက90ချုံမှာထုံးစံအတိုင်းပေါ့လေတကယ်ဒီဒီအက်စတာဗေးရဲ့တကယ် quality PC ကစား quality အနေထားကနေ S7 ကဒုတိယကိုတွေးပြီးတော့မှ Netto ကဖန်တီးပေးတယ် Netto Netto တော့မဟုတ်ဘူးလေ Anzu Fernandez အဲ့ဒါကလည်း highlight ထွက်သွားတာပေါ့ highlight ကဒီဘက်ဆွဲထွက်တယ်အဲ့ကနေမှ Anzu ရတယ်အသားလေးချပေးတယ်အဲ့ဒါကိုကျွန်တော်တို့နားမလည်တာ highlight ထပ်လုပ်သေးတယ်အဲ့ဒီရမှာဘာဖြစ်လဲလင်းဒီလက်ပိတ်သွင်းသွားတယ်ဒီလက်အတွက်တော့ဒါတကယ်ကိုယုံကြည်မှုရတာပေါ့လေသူကိုပေါက်ပြောင်းနေကြာပြီဒဏ်ရာပြဿနာတွေရောပွဲပယ်နေကြကနေကြာတဲ့အချိန်မှာဒီလက်ကိုသွင်းပြီးတော့၃ကိုပြတ်ကျွန်တော်ထင်တော့ဘာဆိုနာဘက်က Robert Sanchez ကို chain ချောက်နိုင်တဲ့ချက်မရှိတော့ပဲနှစ်ခါလာပဲဒီလောက်ပဲဒါပေမဲ့ trade two ဘာမလို့ပြပါနိုင်မဲဘာဆိုနာကိုချက်စီကအိမ်ခွေမှာ3ဂိုးပြက်နဲ့ဂိုးပြက်နိုင်သွားတယ် Manchester City ကလုံးဝမထင်မှတ်တော့အောင်အပြောင်းလဲဒီလုပ်တယ် Guardiola ရဲ့အပြောင်းလဲကဒီနေ့ပွဲအဓိကဘာဘာဆိုဘယ်လိုပြောမလဲဒီအပြောင်းလဲကတော်တော်လေးစိတ်ပြက်စရာပဲ Man City ပြည်တက်တယ်ဆိုဘာလို့ဆိုမလို့လာတဲ့အပြောင်းလဲအများကြီးဟာဖတ် Guardiola အသင်းကိုလုံးဝကိုရလက်ဆိုးသွားတဲ့အထိဖြစ်သွားတယ်တကယ်ဆိုဒီတက်မကား ပိုတောင့်တင်းတဲ့ line ကိုဒီ Manchester City ကတုံးတင်တာသူတို့ရင်ဆိုင်တဲ့ Liverpool ကဒီရဒီမှာတပွဲပဲနိုင်သေးတယ်ဒါပေမဲ့ transit ကအစကိုသမားကအစအပြောင်းလဲလုပ်တယ် Haaland နားတယ် Jeremy Doku နားတယ် Foden နားတယ် Ryan Chucky နားတယ်ခါစစ်အကုန်လုံးတွဲလုံးနားခဲ့ပြီးတော့မှကိုသမားပါနားတော့စုစုပေါင်း၈ယောက်၉ယောက်တော့ကျွန်တော်ထင်တော့ first choice တဲက maybe Ryder နဲ့ Nico Gonzalez လောက်ပဲရှိတယ် ဒါအခုကစားခွင့်မရတဲ့အခါမှာတချို့ကစားမားတွေကပဲကစားတာတော့မစိုးဘူးဗျာဒါပေမဲ့ယုံကြည်မှုပျောက်ဆုံးနေသလိုကိုရဖို့ယုံခံရတယ်မထင်မှတ်ပဲနဲ့လီဗာပူးစင်ဥဆောင်ကိုတွင်းတယ်လီဗာပူးစင်ကဒါ3ဘက်ပုံစံကစားပြီးတော့မှပက်ထရီရှိကဥဆောင်ကိုတွင်းတယ်ဒါပက်ထရီရှိမတွင်းခင်မှာ Grim LS Grimaldo ကိုတွင်းတယ်အဲ့တကူတဲ့နဲ့ဥဆောင်နေပြီးတော့မှ City ကဒုတိယပိုင်းနဲ့ကြာရောကစားမားတွေအကုန်ပြန်ထည့်တာပေါ့လေဒုတိယအစိုးရတွေကသူဘာလို့ကျွန်တော်နားမနေတာကဒီပွဲပြီးရင် Leeds United နဲ့ပွဲခံရမှာဘာကြောင့်သူအပြောင်းလဲလုပ်လဲဒုတိယပိုင်းနဲ့ကြာရော ဖီလ်ဖိုဒန်ရဲ့နီကိုအိုရိုင်လီရဲ့ဂျယ်မီဒိုကူရဲ့ဝင်တဲ့60ကျော်မှာဟာလန်တို့နောက်ချာကီတို့ဝင်ပေမဲ့အိုက်ချားထဲမှာဒီပက်ထရီရှီတကိုးသွင်းပြီးတော့အိုက်သွင်းကိုနှစ်ကိုးနဲ့ပဲမန်ချက်စတာစီးတီးကိုလီဗာပူးစင်ကအဝေးခွင်မှာအနိုင်ယူပြီးသုံးမှတ်ရသွားတယ်ဒီနေရာမှာဘရစ်ရှတ်တော့မန်ကဒါအိမ်ကွင်းမှာချန်ပီယံလိဆိုဘူရီရှာတော့မှာတော်တော်လေးကောင်းနေပြန်။အဲ့တော့မှာကတော်တော်လေးငြိမ်လို့ကျန်တဲ့ပြိုင်ပွဲမှာတော့တော့တိုင်ပတ်ရပတ်မယ်။ဒါပေမဲ့ချန်ပီယံလိတပေါက်ကတော့တော့မှာတော်တော်လေးငြိမ်ပြီးတော့ အိမ်ကွဲမှာသူတို့ခြေစွမ်းပြပြီးဒါ Villarreal ရဲ့ La Liga မှာအဆင့်300ရတဲ့ Villarreal ကိုခိုးပြတ်နိုင်တယ်။ဒါဒီနေ့ပွဲမှာဒါ Girasse penalty တဲ့တော့ penalty နှလုံးရတာနှလုံးစလုံး penalty လွဲတယ် surprise နဲ့ကျွန်တော်တို့ဒါပထမပိုင်းဒါအဓိကတော့လူထုတ်ခံတာလည်းပါတာပေါ့လေဒါမိနစ်90မှာဒီ Villarreal ထုတ်ခံလိုက်ရတယ် Villarreal ကဒီ Champions League မှာလူထုတ်ခံအများဆုံးအသင်းလို့တော့ပြောလို့ရတယ်။စပါးတဲ့ပွဲတော့ကလည်းလူထုတ်ခံရတယ်ဒီနေ့ပွဲမှာလည်းလူထုတ်ခံရတယ် Girasse တကူအတွင်းနဲ့ပြီးတော့မှ Girasse 54မှာသူ penalty လွဲချော်ခဲ့ပြီးတော့ bà. Now, ai mà, Nào, ấy mà. အိုက်ပနတီလွဲပြီမဲ့သူအိုက်ပနတီကလည်းပဲကိုးသွင်းခဲ့ပြီးတော့အဒီယမီက58မှာတကူပြီးတော့မှဒါပက်ပီကန်ဒီမှာ7ဆန်တကူသွင်းပြီးတော့ဗီလာရီယက၄ကို ပြက်နဲ့ဒါဒီဒေါ်မန်ကိုရှုံးနေသွားပြီးတော့ရှုံးနေသွားတယ်အဲ့နေရာမှာဂျူဗန်တက်စ်ကအဝေးကွင်းမှာဘူဒိုကလစ်ကိုတူတင်ကိုတင်အကျိတ်နဲ့ကစားပြီးတော့နောက်ဆုံး injury တိုင်းကြမှာပဲဒါဂျွနသန်ဒေးဗီရဲ့ဂိုးနဲ့နိုင်ပွဲရတယ်ဂျူဗီကဒါဥဆောင်ကိုပေးရတယ်ဒါပေမဲ့အိုပန်ဒါနဲ့ဒါဘလိုမှမခန်းသေးကမိနစ်50ကျော်မှ ှာနှစ်ကိုးသွင်းခဲ့ပြီးတော့မှာ ပွဲပီးကန်ဒီချာမှာအင်ရှင်ကတကူပနေတီပြန်ချေပေမဲ့နောက်ကျကိုနဲ့ဂျိုနသန်ဒေးဗစ်ကတကူသွင်းလို့ဂျူဗီကဒါအခုနီးပြဖြစ်လက်ထက်မှာနိုင်ပွဲရရှိခဲ့တယ်။ရာလတ်တီစတိုက်ကောင်းတဲ့ညူကာဆယ်ကတော့ဒါပရီးမီယာလိမှာရုံးကန်ရတဲ့အဝေးကွင်းဖောင်တိုင်းဒီနေ့အဝေးကွင်းမှာလည်းမာဆေးရဲ့ဗယ်လက်တိုမှာရုံးကန်ရတယ်။တကယ်ဆိုရင်ညူကာဆယ်ကဥဆောင်ကိုသွင်းထားတာဟာဘီဘန်စ်တခြားလုံးမှာဂိုးလိုက်ဂိုးလိုက်ရနေတဲ့ဟာဘီဘန်စ်ကဒီနေ့ကိုသွင်းတယ်။ဒီနေ့တိုက်ဆက်မှာဟာဘီဘန်ရဲ့အန်တနီကော်ဒန်ရဲ့ဂျေကော့မာဖီရဲ့ကစားတယ်။ဒါညူကာဆယ်ရဲ့ခံစစ်အပြောင်းလဲ အပြောင်းလဲမရှိဘဲနဲ့ကစားခဲ့ပေမဲ့ဒုတိယပိုင်းမှာမာဆေးရသွားတဲ့တွင်ကူ290ဆက်ပေါ့လေဒါ PR Emirates Aubameyang က46နဲ့90မှာ290ဆက်တိုက်သွင်းပြီးတော့မာဆေးကသူတို့အတွက်ဒုတိယမြောက်နိုင်ပွဲရယူသွားတယ်အဲ့ဒီနေရာမှာဒါဒီ Slavia Praha နဲ့ Athletic Athletic ကြပြီးတော့ Napoli ကအိမ်ခွေးမှာ Carabao ကို ခက်ခက်ကဲကဲကစားခဲ့ပြီးတော့အဆုံးသတ်မှာနှစ်ကိုးပြက်ရတယ်အဲ့ဒါတော့မှနော်ဒုတိယပိုင်းမှာပနတီရတယ်ပနတီလွဲတယ်ပွိုင်လဲပနတီလွဲပြီးတော့မှ66မှာစကော့မတ်တိုမနီနဲ့ခွန်ဆက်နဲ့မှာအုံကိုတကိုအတွက်လို့နာပိုလီနှစ်ကိုးပြက်နိုင်လို့အန်တိုနီယိုကွန်တေရဲ့အသင်းလဲဒါအခုလက်ရှိမှာတက်တာရရပြီးတော့နိုင်သွားတယ်ပေါ့လေဆိုတော့အခုချန်ပီယံလိရဲ့ဒါဒီအင်ကာနဲ့ပွဲအပီမှာအက်တလက်တစ်ကလပ်ပွဲတပွဲပဲကိုမသွင်းနိုင်ပဲနဲ့ကျန်တာအပြောင်းလဲပေါ့လေမရှိခဲ့သလိုဇယားထိတ်က12မှတ်ရထားတဲ့3သင်းကိုတသင်းမှမကျော်ပဲဒေါ်မန်က7 7မှတ် Chelsea 7မှတ် Manchester City 7မှတ်အသီးသီးရပြီးတော့ဟိုးအောက်ဆုံးမှာ IS ကပွဲတိုင်းရှုံထားပြီးတော့ Kyrat Villarreal Copenhagen Olympiacos Bodoglon နဲ့နောက်အထက်က Slavia Praha တို့ရှိသလိုဒါအခုလောလောဆယ်အနေထားရတော့ Champions League ရဲ့လက်ရှိအနေထားရ Osimhen ကကိုးများဆုံး twin tha ဆဲဖြစ်ပြီးတော့ Aubameyang ကတော့ဒါအစ်စ်ဖန်တီးမှုမှာ၃ဂိုးထိတက်လာဆိုသူလည်းဒီနေ့ပေါ်မှာ၂ဂိုး twin နိုင်ခဲ့ပြီးဒါအခုအင်္ဂလိပ်ကလပ်ထဲကဒါဘယ်လိုပြောမလဲထုံထုံ ဒီ Newcastle United Manchester City ရှုံးပွဲတွေ့ပြီး Chelsea နိုင်တယ်။ La Liga မှာတော့ Athletic နိုင်ပွဲပျောက်တယ်။ Villarreal ကိုပြည့်ရှုံးတယ်။ Barcelona ကိုပြည့်ရှုံးသွားခဲ့ပြီးတော့ဒါအခု Bundesliga ကဒါ Dortmund ကိုပြည့်နိုင်ပွဲရခဲ့တာပါ။ဒါတစ်ဖက်က Liverpool ဆက်လက်နိုင်ပွဲရတော့ German Club တီဒါ English Club English Club တော့အပြည့်ဝတော့မဟုတ်ပါဘူးလေ။ German Club တီရလက်ကောင်းခဲ့လို့ပြောမှာပေါ့လေ။အားလုံးကျေးဇူးတင်ပါတယ်။